ဟိုကိုတင်းကတော့ရှင်းပြုံတကူနဲ့နိုင်နေကိုစိတ်ချာဒါအခုနောက်ပိုင်းတော့အခုနောက်ပိုင်းကြည့်ရဲယူနိုက်တက်ပွဲရတကူလောက်နဲ့နိုင်နေကိုကျွန်တော်မိနစ်60လောက်ပြီးဖို့2မိနစ်3မိနစ်လောက်လိုတော့မဲတပြင်းချလို့မရဘူးဖြစ်နေကိုအတင်းကြောင့်ကိုကတိနေရောလေတိနေရောအတင်းလဲဖြစ်ပြန်နေဟိုချက်စီးလို့တင်းတော့နှစ်ကိုပြန်နိုင်ပြီးမှကြည့်ပါလားနော်ဟို2 1ထီကျွန်တော်ကြိတ်နေကြည့်ခဲ့ရတယ်လေနော်ကြည့်ခဲ့ရဆိုလဘဘူးတို့အတင်းနဲ့တွေ့ရင်တော့အနည်းဆုံးနှစ်ကိုပြက်လောက် ဟိုနိုင်မှပေါ့နော်နှစ်ကိုပြက်လောက်ကိုတွင်းထားနိုင်မှောက်ဆိတ်ချမှာပဲလေပါဘူးကလည်းဘလောက်ကြီးညံ့နေနေမိုင်ယူနဲ့တွေ့ရင်အတူကလည်းစွာတယ်လေစွာတော့အတင်းတင်းတင်းဒါပေမဲ့နှစ်ကိုပြက်ဖို့လည်းမလွယ်ပါဘူးကျွန်တော်ပြောလို့ကတ်နိုင်ဖို့ပဲရှိတယ်ဘယ်သူနိုင်လဲပေါ့လေပါဘူးကနိုင်လဲကတ်နိုင်မှာပဲယူနိုက်တက်နိုင်လဲကတ်နိုင်မှာပဲဒါပေမဲ့ဘယ်အတင်းရပဲဖြစ်ဖြစ်ဟိုအနိုင်ကိုတေချာစေချင်တော့ယူနိုက်တက်ကနိုင်လဲနှစ်ကိုပြက်လောက်ကိုဟိုတွင်းထားနိုင်မှာလေပါဘူးက ဘက်ကကြည့်ရင်လည်းနှခုပြက်လောက်ကိုတွန်းထားနိုင်မှာကိုချင်းနေကောင်းကြမှာပေါ့နော်တပည့်ဆိုရင်ဒါ2122တွေတို့11တွေဒါရဲ့ဖြစ်သွားနိုင်တယ်လေအတင်းချင်းဆိုအဲကျွန်တော်ကတော့ဒီအိမ်မှာပဲ AC ကြည့်ဖြစ်တာများပါတယ်ဒီပွဲကတော့ပွဲကြီးပွဲကောင်းတပွဲပေါ့နော်ပွဲကြီးတပွဲကောင်းတပွဲဆိုတာနည်းနည်းဒီ နောက်ဆုံး၃ဘွဲရလာပြီးကြည့်မယ်ဆိုရင်အဲလေဘာဘူးကလည်းနည်းနည်းပြန်ပြီးတော့တန်ဘူးကအောက်နေတာပေါ့နော်အာအကောင်းကြီးရလို့မဟုတ်တော့ဘူးအစကတော့ဒီတင်းကိုတော်တော်များများပေါ့တခြားဖန်တွေကဆာကျွန်တော်တို့ United ဖန်တွေကပါဆာလီဗာပူးကဒီနေ့ကတော့တော်တော်လေးကြည့်လို့ကောင်းမယ်အတင်းလို့ဟိုတတ်မှတ်ထားတာပေါ့음ဒါပေမဲ့အခုနောက်ဆုံး၃ဝဲခြေစွမ်းအရာကြည့်မယ်ဆိုရင်ဒါကိုတင်းထက်တောင်ပဲနည်းနည်းလေးဖောင်းအောင်နေတာကိုတွေ့ရပေါ့နော်အဲ့ဒီတော့ဝဲကတော့ဟော ။အိုးအရင်အရင်နေတုန်းကတော့ပြပြတတကြီးအဲ तू ကပြပြတတနိုင်တာလို့ကိုကပြပြတတနိုင်တာလို့တော့မရှိတော့ဘူးလို့ထင်တယ်ပေါ့နော်။ကြည့်လို့ကောင်းပါပါ။ဟုတ်ကဲ့ပါ။အာဒီပွဲကအာနောက်တစ်လုံးတော့ပွဲချက်ပေါ့နော်။ပွဲချက်မှာကျွန်တော် United ကတချက်ချက်ဘလို့ကန်ဆိုးသွားတယ်ဆို United ကနည်းနည်းလေးအချိတ်ဆက်လေးမိလာမယ်။အဲနိုင်ငံပွဲလေးတွေပြန်ရှာဖွေရပြီဆိုတော့ကြားထဲမှာဒီနိုင်ငံပွဲလေးရခံခံတော့ရတယ်ခံခံတော့အချိန်မှာကစားသမားတွေပွဲပန်းမှုဒဏ်လေးတွေရှိတယ်အဲလူစုံဟိုတို့နီးပြလူစုံထုတ်မတုံးနိုင်တဲ့ ဟာတွေရှိပေါ့နော်အဲပြီးတော့တခုဆိုတာဒါလီဘာပူးကလည်းဒီနောက်ဆုံးတုံးပွဲမှာရလတ်မကောင်းခဲ့ဘူးဆိုတော့သူကလည်းဘယ်လိုပဲဖြစ်အင်ကွေးမှာယူနိုက်တက်ကိုအနိုင်မရမယ်ဆိုရက်ဟိုစိတ်နဲ့သူကလည်းကစားမှာပဲနကိုကတည်းကမှယူနိုက်တက်နဲ့မန်ယူနိုက်တက်နဲ့လီဘာပူးနဲ့တွေ့တိုင်းဟိုအကျိန်နေရလည်းဖြစ်တယ်ယူနိုက်တက်ကလည်းနောက်ပိုင်းမှာဒီဂျီဆွမ်းကလည်းအတက်ကြမှန်တဲ့ချိန်နဲ့လီဗာပူးကယုံမဲ့ချိန်နဲ့တွားပြီးတော့တွေ့တာဆိုတော့ပွင့်လင်းစင်းပြောရရင်တော့ ဟိုဒီဟိုတရေကြရင်ဟိုတော်တော်လေးကိုဒါကန်ကောင်းတယ်လို့ပြောမှာပေါ့နော်ဟိုဒါအရှိကိုရှိတိုင်းပြောတာပေါ့အခုလက်ရှိပေါ့နော်လက်ရှိ United ရဲ့ဟိုပုံစံအဲ့လိုဖြစ်နေလေဘာဖြစ်လို့သူကတပွဲနိုင်နဲ့တပွဲရှုံးနဲ့တပွဲနိုင်နဲ့တပွဲရှုံးလိုက်ခြိဆွမ်းဘလို့မှမမှန်ဘူးပြီးနီးပြရလဲကျွန်တော်ကရှင်းဆုံးပြောရင်ဒီနီးပြကျွန်တော်ကြိုက်တဲ့ထဲမှာမပါဘူးမရောက်ခင်ရတိုင်းကိုမကြိုက်တာအဲ့ဒီအတွက်လဲတောင်းနေတောင်းနေဖန်နေရတော့တဘောထားကိုလဲမှုတော့ရှိတာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ ပုတ်ကလေးကဆန္ဒရဆိုရင်နီးပြရဲ့ဟိုနီးပြွာတွေကိုမကြိုက်တာရဲ့ပါတယ်ပွဲမစခင်လူစင်းထွက်လာပြီဆိုရတဲ့စိတ်ကမပါတော့ဘူးအများကြီးပေါ့ခုနိုင်သွားတဲ့ပွဲတွေဆိုတာကလည်းရှင်းပြောရင်တိုက်ပြီးတော့ဂုံစားခြင်းစားလည်းမကောင်းပါဘူးเนาะဒီတန်းတန်းတက်အတင်းနေနဲ့အလဲလက်တင်းနေတော့နိုင်တာကိုတိုက်ပြီးတော့ကျွန်တော်ကထွေထူးထူးဒါအောင်ဝဲခံတဲ့ဖန်နှဲမှမပါဘူးပေါ့အစတာနောက်တော့လောက်ပဲရှိတယ်ပြီးရင်အဲချက်စီးတင်းလောက်ပဲ ကျွန်တော်တို့အသင်းကြီးထဲမှာနိုင်ခဲ့ပေါ့ချက်စီနဲ့နိုင်ခဲ့တော့လေပြောစရာတွေကအများကြီးပဲပေါ့နော်အဲ့ဒီတော့လက်ရှိအဖြစ်ကိုရှိတိုင်းဝေဖန်ရမယ်ဆိုရင်လီဗာပူးကလည်းသူ့အိမ်ကရုံးထွက်လာမှာဒီပွဲကဒီကလည်းမရှုံးလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့လီဗာပူးကလည်းဖောင်ပြက်ကစားမှာ United ကလည်းဘယ်လိုပြောမှဆိုရင်ငါတို့ကဒီလီဗာပူးအတင်းကိုနိုင်လိုက်ရင်ငါတို့ကလည်းနှစ်ပွဲဆက်ပြီးများလေးမှပြန်နိုင်တယ်ငါတို့အတွက်ဟိုလမ်းကြောင်းလေးတစ်ခုပေါ့ရောက်မယ်ဆိုတဲ့စိတ်နဲ့တော့ကစားမှာပဲအဲဒါပေမဲ့ကျွန်တော်ဆော့ဆော့ပြောခဲ့လို့ပဲ တရေကြတော့ရင်ကိုနှစ်တင်းလုံးကမြတ်တာပဲเนาะအဲကျွန်တော် United fan တယောက်အနေနဲ့လဲကိုတင်းကိုတော့နိုင်ရင်တော့အတိုင်းမတီးပေါ့เนาะဘာဘူးလို့တင်းသူ့ပါတူခြေစွမ်းအကြပိုက်ပဲရောက်နေနေဟိုလိုနောက်ပိုင်းဖောင်ဝဲပြောင်းနေနေပေါ့เนาะလီဗာပူးတင်းကိုနိုင်ခဲ့ရင်တော့ကျွန်တော်တို့လည်းဝမ်းတာပါတယ်ဒါပေမဲ့အလုံးစုံတရေလောက်ဆိုရင်ကိုမစိုးဘူးလို့ကျွန်တော်ဒီမြုံမှန်းထားတယ်ပေါ့เนาะနော်အဲ့လောက်ကြီးရောမရှိဘူးပေါ့နော်အဲရှင်းလင်းပြောရင်ဒီနေ့ခေါ်တဲ့ကစားသမားတွေ နဲ့ဒီနီးပြရဲ့နီးပြွာလေးနဲ့အံဝင်လာမယ်ဆိုရင်တော့ကျွန်တော်ကတော့ဟိုကောင်းလာမယ်လို့အမြင်နေပါတော့အချိန်တစ်ခုတော့ပေးရမယ်ဒါပေမဲ့ဒီနီးပြတဲ့ဦးချောင်းချောင်းအကွက်တွေလူစားလဲမှုတွေပေါ့နော်နီးပြတယောက်မှလည်းတာဝန်ရှိတယ်လေသူ့ကြောင့်ကျွန်တော်အတင်းကဥမာ90နဲ့ပွဲတွေမနိုင်တာတေးကြတဲ့နဲ့ပွဲတွေဟိုတေးမကြနိုင်ရင်ကြတော့ပွဲတွေအများကြီးပဲအဲပြီးရင်ဒီပွဲပန်းတွေကစားသမားတွေကိုသူ့အနေနဲ့ရဲရဲဝင့်ဝင့် ီလဲတင်အောင်မလဲဘဲနဲ့ထုတ်သုံးနိုင်ပေါ့နော်နီးပြတဲ့နဲ့အတကြီးတဲ့ပိုင်းကိုရောက်တယ်ဒါပေမဲ့ဟို7-0လောက်ထိတော့မဖြစ်သွားနိုင်ဘူးပေါ့နော်ကျွန်တော်ပြောတယ်နှစ်သိန်းလုံးကအခုချိန်မှာသူ့ဖီအားဟိုဘက်ကလည်းဖီအားရှိရယ်ကိုယ့်ဘက်ကလည်းဖီအားရှိနေတဲ့အချိန်မှာအလုံးစုံအမြင့်ဆုံးတည်ရပေါ့အဲ့လိုမှမဟုတ်ဘူးနိုင်မယ်ဆိုလဲအော်တူနိုင်ကိုနိုင်ကတ်နိုင်နဲ့အစ်စ်လောက်ပဲတွားမှတင်တယ်ဘာဖြစ်လို့တတင်းတင်းကိုပြတ်ဖို့အထီလောက်တော့မဖြစ်နိုင်တော့ဘူးထင်တယ်ဟိုနောက်ပိုင်းတတင်းကကြည့်မဲ့ဆိုလဲငါကဟိုဒီ နှစ်ပွဲဆိုင်လေပါဘူးနိုင်လိုက်ရင်နှစ်ပွဲဆိုင်နိုင်ပြီးတော့ငါတို့လမ်းကြောင်းတစ်ခုပေါ်ရောက်မယ်ပြီးအမတ် short ချမှုမှလည်းအတင်းကြီးနဲ့ဖြစ်တဲ့အတွက်အမတ် short ချမှုမှလည်း short ချလို့ရတယ်ပြီးစိတ်သက်ခွန်ကြီးများလာမယ်ပေါ့နော်လူတွေကလည်းအများကြီးခေါ်ထားတယ်မိပြရောကစားသမားဖီးယားကိမယ်လေပါဘူးကကြည်ပြန်တော့လေငါတို့ကနောက်ဆုံးတော့မရလိုက်မကောင်းငါတို့လည်းလူတွေအများကြီးခေါ်ထားတယ်ဒီတော့ ယူနိုက်တက်ဒီခြေစွမ်းမကြီးကြီးမှာငါကလည်းနိုင်မဲ့ဖြစ်မဲ့ဆိုစိတ်နဲ့ဆိုနှစ်တင်းလုံးအောင်ဖျားရချိန်မှာအဲ့ဒီချိန်မှာဘယ်လိုအတင်းကြီးချင်းတွေးတဲ့ချိန်မှာကတော့ဒီတစ်ခါကျွန်တော်အမားနဲတဲ့အတင်းနိုင်တော်လိုက်မယ်လို့ထင်တယ်ဟိုလိုကြီးဂိုပြက်ကြီးပေါ့ဘယ်တင်းရမှာဂိုပြက်ကြီးနိုင်လိမ့်မယ်လို့တော့စိတ်ထဲတော့မတွေးမိဘူးဟိုကိုတင်းကတော့ရှင်းပြောတကူနဲ့နိုင်နေကိုစိတ်မချဒါအခုနောက်ပိုင်းတော့အခုနောက်ပိုင်းကြည့်ရယူနိုက်တက်ပွဲကတကူလောက်နဲ့နိုင်နေကိုကျွန်တော်မိနစ်60လောက်ပြီးဖို့9မိနစ်3မိနစ်လောက်အလိုတော်မဲတပြင်းချလို့မရဘူးဖြစ်နေကိုအတင်းကြောင့်ကိုကတိနေရောလေတိနေရော အတင်းကြီးလည်းဖြစ်ပြန်နေဟိုချက်စီးလို့တင်းတော့နှစ်ကိုးပြန်နိုင်ပြီးမှကြည့်ပါလားနော်ဟို2 1အထိကျွန်တော်ကြိတ်နေကြည့်ကြရလေနော်ကြည့်ကြရဆိုလဘဘူးတို့တင်းနဲ့တွေ့ရင်တော့အနည်းဆုံးနှစ်ကိုးပြက်လောက်နိုင်မှာပေါ့နော်နှစ်ကိုးပြက်လောက်တွင်းထားနိုင်မှာစိတ်ချမှာပဲလေဘဘူးကလည်းဘလောက်ကြီးညံ့နေနေ မိုင်ယူနဲ့တွေ့ရင်အတူကလည်းစွာတယ်လေစွာတော့အတင်းတင်းတင်းဒါပဲနှစ်ကိုပြက်ဖို့လည်းမလွယ်ပါဘူးကျွန်တော်ပြောလို့ကတ်နိုင်ဖို့ပဲရှိတယ်ဘယ်သူနိုင်လဲပေါ့လေဘာဝုနိုင်လဲကတ်နိုင်မှာပဲယူနိုက်တက်နိုင်လဲကတ်နိုင်မှာပဲဒါပေမဲ့ဘယ်အတင်းကပဲဖြစ်ဖြစ်ဟိုအနိုင်ကိုတေချာစေချင်တော့ယူနိုက်တက်ကနိုင်လဲနှစ်ကိုပြက်လောက်ကိုဟိုတွင်းထားနိုင်မှာလေဘာဝုကဘက်ကကြည့်ရင်လည်းနှစ်ကိုပြက်လောက်ကိုတွင်းထားနိုင်မှာကိုချင်းနေကောင်းကြမှာပေါ့နော်တပြည့်ဆိုရင်ဒါ212တွေတို့11တွေဒါရဲ့ဖြစ်သွားနိုင်တယ်လေအတင်းချင်းဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ဘာကစားသမားနဲ့ အတင်းနဲ့ကဘလို့လွဲနေတယ်လို့ဟိုပြောရမှန်းမသိဘူးနော်ကိုစီကပြောင်းသွားတဲ့စာတမရတခြားတင်းမှရောက်ရင်တော့အာသူ့ရဲ့လက်ဆွမ်းနေခြေဆွမ်းနေကဟိုပြန်ပြီးတော့တက်လာတော့တွေ့တယ်ပေါ့နော်အဓိကဖီအားတန်ကိုမခံနိုင်တာလားမသိဘူးကျွန်တော်တို့ United fan တွေကဒီတကဘာလုံးမှာရှိတဲ့ United fan တွေအကုန်လုံးကကိုတင်းကဟိုအောင်မြင်တဲ့အတင်းတင်းကနေပြီးတော့တဖြည်းဖြည်းနဲ့ဟိုအောင်မြင်မှုဆက်မထိန်နိုင်ပဲနဲ့ပုံကြီးကကြ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 တော့တဲ့အချိန်မှာဟိုကစားသမားကြီးမှလည်းဖီအားတန်ရိုက်ခတ်မှုတွေရှိတယ်ပေါ့နော် ရှိတော့သူရဲ့ဟိုတာမန်လက်စွမ်းတွေခြိစွမ်းတွေကကြတော့တာကြီးတွေ့ရပေါ့နော်ဒါပေမဲ့အခု ကျွန်တော်တို့ဒီယာဒီမှာဆိုရင်ပေးခိုးမရှိရဲ့ဟိုနိုင်တဲ့ဂိုဒမားတက်ကလေးကိုဒါတုံးတယ်ပေါ့အံဝင်တယ်လို့ပဲပြောမှာပေါ့နော်အတူကဟိုဝင်ရထွက်ရတယ်အဆုံးပြည့်ချက်တွေမှန်တယ်နေရာယူမှုတွေမှန်တယ်ပေါ့ပြီးပုတ်ထုတ်ကာကွယ်မှုပိုင်းကျွန်တော်တို့သဘောကျတယ်ပေါ့နော်အုံနာနာကြတော့အရှင်းပြောရင်သူ့ကြည်ရပေါ့ပြာနေလို့ပဲလေကျွန်တော်ကပြာခတ်နေရပါပဲလို့လို့ပြီးရင် မပေးတဲ့နဲ့ကိုတာမန်လူဖမ်းရင်တောင်မိနိုင်တဲ့ဂိုးမျိုးတွေတောင်ပဲ तू ကအလွယ်လေးပေးနေရသူရှင်းပြောရင်တော်တော်လေးဟိုအောင့်နေပြီနော်အောင့်နေပြီအောင့်နေဆိုသူကြောင့်မပေးတဲ့ဂိုးတွေပေးရတယ်ဟိုမပေးတဲ့အမှတ်တွေပေးရတယ်ပေါ့နော်အဲအကြောင်းလေးကျွန်တော်ကမိနစ်တုန်းကယာလီကတော်တော်ဆိုးဆိုးဝါးဝါကိုအစ်အဲဒါ16လောက်ထိကိုဖြစ်သွားတယ်ပေါ့နော်အဲအဲ့ဒီတော့ဒီယာဒီမာကပြုပြင်ပြောင်းလဲမှုကခုမှယာဒီအစားရှိတယ်ဘာမှမဖြစ်လာလို့ရတယ်အဲ့တော့ဒီဂိုးသမားလေးနဲ့တော့မျော်လိမ့်မိရပေါ့မျော်လိမ့်မိရဆိုတော့ ဟိုဒီကိုရမလေးနဲ့နောက်တန်းကပါဝင်တဲ့နေလူတွေပါဝင်လာရင်တော့အဲဒီနေ့ယူနိုက်တက်ကတော့မနစ်ကလောက်တော့မဆိုးတော့ဘူးဥရောပဝင်ဝင်တနေရာစာလောက်တော့ကျွန်တော်ပြန်ပြီးတော့မှန်းလို့ရမယ်လို့ထင်တာပေါ့နော်